အဲ့တော့ဒီမှာကြည့်ရအောင်ဒါလေးက unit circle angle unit circle angle ဆိုတော့ unit circle angle ဆိုတာ unit ဆိုတာတ unit ရှိတော့လို့အဓိပ္ပာယ်ရတယ်။နောက်ရှေ့မှာဒါဆရာမ chapter 7နောက်လည်းတစ်ခါပြောဘူးတယ် unit circle angle unit circle ရဲ့ equation နော် chapter 7မဟုတ်6 chapter 6မှာဆရာမတို့ unit circle သင်ခဲ့တယ်။အဲ unit circle သင်ခဲ့တော့က unit circle ရဲ့ center ဘယ်မှာရှိလဲသမီး။စတာအမှတ်ကဘယ်မှာရှိလဲ ယူနစ်စာကဲရဲ့စင်တာအမှတ်ချက်ဒက်စစ်မှာတော့ဆရာမတင်ခဲ့ယူနစ်စာကဲရဲ့စင်တာအမှတ်က0.0ယူနစ်စာကဲရဲ့ radius ကရောဟုတ် radius ကဘယ်လောက်လဲ chapter 6 northern me chapter 6 ဲ့တော့သမီးစာ chapter 6ကိုမကြည့်တာနော်ဆရာမအယူနစ်စာကဲရဲ့ပုံနဲ့ယူနစ်စာကဲရဲ့ equation နဲ့အဲ့တော့ကဘာပြောခဲ့သေးလဲဆိုတော့ဥက္ကရှင်မှာတော့နှစ်မှတ်တန်တပုတ်ပါတယ်ယူနစ်စာကဲ equation ကိုရေးခိုင်းတာဆိုပြီးတော့ chapter 6မှာစာကဲသင်ရတာတော့သိလားอืมนะ chapter 6มณีอ่ะเนี่ยဖြည့်သွားเนาะตะมีตะแกรอ စာ chapter 6ကိုတမိစာမကြည့်ဘူးဆိုတော့အဓိပ္ပာယ်ပဲ unit circle radius က1တမိစာမရစာမရရင်တော့မကြည့်ရင်စာပြန်မကြည့်ရင်စာပြန်မကြည့်ရင်မရရင်တော့မရအောင်ရှင်းတော့ကနားလဲသွားတာနားလဲသွားတာပဲရှိတာတမိဆိုရင်ပိုတော်မှကြည့်ကျင်နေတယ်ဘာလို့လဲဆိုရင်တမိကအားနေတယ်လीတင်ချာအားနေတယ်ညာအားနေတဲ့ကလေးဆိုတော့စာကိုသူများကတစ်ကြိမ်တစ်ခါကြည့်တယ်တမိကနှစ်ကြိမ်နှစ်ခါကြည့်ရမယ်သုံးကြိမ်သုံးခါကြည့်တဲ့ရင်လည်းကြည့်ရမယ်စာပုတ်ကြည့်ရမယ်စာပုတ်ကြည့်ရမယ်စာပုတ်တွက်ရမယ် မမှတ်မိဘူးမှတ်မိအောင်ငါဘယ်လိုလုပ်မလဲနော်မှတ်မိသွားအောင်ဘယ်လိုလုပ်မလဲဆရာမရှင်းပြတော့ဒီလိုရှင်းပြလိုက်တယ်နားလဲလားโอเคငါနားလဲပြီနားလဲပြီဆိုငါကောင်းတယ်မှာဆွဲနေအောင်ငါဘယ်လိုမှတ်ရမလဲမှတ်ရမှာသိလားနော်အခုဒါဆရာမ unit circle နဲ့ပတ်သက်ပြီးပြန်မေးလိုက်တာဒါပြီးမမှတ်မိတော့အများကြီးမေးခဲ့တာမဟုတ်ဘူးအကြာကြီးသင်ခဲ့လို့မေးသွားတာမဟုတ်မနေ့တနေ့ရပဲပြီးသွားတာမနေ့ရပဲစာမွဲဖြည့်တာသမီးတကယ်တော့ရကိုရတင်တာနော်ဟိုအဝေးကြီးတော့ကမေးသွားတာဆိုရင်တော့ထားတော့ကွာသိလားမကြည့်ခဲ့ဘူးဆိုရင်တော့ထားတော့อืม အဲ့တော့ unit circle မဟုတ်လို့ရှိရင်တမိရဘလို့ဖြစ်လဲဆိုဆီယမအများကြီးတမိကိုပေးလိုက်တယ်အများကြီးပေးလိုက်တယ်ဘုံကြီးနဲ့အများကြီးပေးလိုက်တယ်နော်စာတွေကိုအများကြီးတင်လိုက်တယ်ဆီယမကဟို test book တွေမဟုတ်ဘူး loader တွေမှန်သမျှစာမွေးကြီးမှာဖြည့်ရှင်းနိုင်ဖို့အတွက်ဖြည့်နိုင်ဖို့အတွက်ကိုအများကြီးထည့်ပေးလိုက်တယ်အဲ့ဒါကလည်းဘာကြောင့်ထည့်ပေးတယ်လဲဆိုဆီယမရဲ့တာဝန်ဆီယမတင်ပေးရမယ့်တာဝန်ရှိတယ်ထည့်ပေးရမယ့်တာဝန်ရှိတယ်တမိကမလိုက်နိုင်လို့ဆိုပြီးတော့မပြောလို့မရအောင် မပြောရင်ဆောင်ပွဲမှာအဲ့လိုမျိုးမေးလာခဲ့ရင်အဲ့လိုမျိုးရင်ဆိုင်ကြုံတွေ့ရရင်တမီးမရှင်းနိုင်ဘူးမဖြေရှင်းနိုင်ဘူးဖြစ်ရင်သွားမှာလေနော်အဲ့တော့ဆရာမတော့ပြောရမှာပဲအဲတင်ရမှာပဲအဲ့တော့ပြောပြရမှာပဲအဲ့တော့အဲ့ဒါတွေကိုတမီးကလိုက်မှတ်ရမှာပဲဒီလားမမမမနိုင်မနိုင်အောင်ကိုမှတ်ရတော့မှာနော်တမီးအခြေခံပါလာသည်ဖြစ်စေမပါလာသည်ဖြစ်စေအဲ့မပါလာတာတွေလည်းဆရာမပြန်ခေါ်တယ်ပြန်သင်ပေးတယ်ပြန်ပြောပေးတယ်တမီးဘက်ကမှတ်ရမယ်တောင်းဝန်ကတော့တမီး လိုတယ်မှတ်ပေးရမှာလိုက်လို့ရမှာပဲအာပေါပေါပပလေးပဲသွားလိုက်လို့ရှိရင်ပေါပေါပပလေးပဲ ਨੇ မိကုန်းကကွာမိကုန်းနေရလွယ်နေတော့တမျိုးပေါ့မိကုန်းနေမလွယ်တဲ့အခါမှာသမီးအဲ့ဒါအခက်ခဲဖြစ်လိမ့်မယ်တိလာနော်အကခဲဖြစ်လိမ့်မယ်အဲ့တော့ကိုကဒီတွဲကို grade တွဲကိုဒီနှစ်စာမွေးမှာဝင်ဖြေမယ်လို့ဆုံးဖြတ်ထားပြီးပြီဆိုလို့ရှင်တော့ like လောက်ရမှာပဲ like မှန်ရမှာပဲเนาะဘာပဲပြောပြောဟိုကိုတင်တာလဲနောက်ကြတာဟိုเนาะနှစ်ဝက်မှာစတင်တယ်နှစ်ဝက် ဒီအခုဘယ်လောက်မှမကြံတော့ဘူးကွာ9လပဲလေ9လလောက်ကြံတော့တဲ့ကိစ္စမှာအစူးစားအထုံးမှုအပြစ်ထည့်ရမှာသူများအဲ့ချိန်မှာကိုမအိပ်ပဲနဲ့စားလို့ရမှာအဲ့လိုမျိုးအချိန်ကိုအကျိုးရှိရှိနဲ့ရတဲ့အချိန်ကိုလက်ထဲမှာကြံတဲ့ဒီ9လတာကာလမှာရမှဖြစ်မှာလုံးမှဖြစ်မှာတမီးဒီလားနော်အခုယူနေစားခဲ့တမီးမေးလိုက်တာမရဘူးဆိုတော့မဟုတ်သေးဘူးတမီး okay အဲ့တော့ unit circle ဆိုတာတ unit ရှိသော circle ဆိုတာ radius တန်ဖိုး1ရှိတယ်။ center ကဘယ်မှာရှိလဲစီဆိုတော့ဘဟုမှာရှိတယ်။အဲ့တော့အခုဒီ unit circle ရဲ့ angle တွေကကိုကိုကအလွတ်ရရမယ်။အဲ့တော့ဒါက0အမှတ်အဲ့တော့ဒါလေးက x axis မြင်ဒါလေးက y axis မြင်အဲ့တော့ဒီ circle ပေါ်မှာရှိတဲ့အမှတ်တွေကိုဆရာမတို့ line map မယ်။ဘယ်သူတွေ line map မလဲ။ဒီ circle ပေါ်မှာဘာတွေရှိလဲ line map ရမယ်။တန်ဖိုးတွေမှတ်မယ်။ ။တယူနဲ့စာကဲလို့ပြောလိုက်ပြီးဆိုမှတော့ဒီနေရာလေးဒီ H တန်ဘိုးဘယ်လောက်ရှိလဲဆို1 Y တန်ဘိုးကမရှိဘူး0ဒါလေးကိုပြောမယ်ဘယ်လောက်လဲ0.1ဒါလေးကိုပြောမယ် -1.0 ဟုတ်ပြီဒါလေးကိုပြောမယ် ဟုတ်ပြီเนาะအဲ့ခါကျတော့ဒါလေးတွေကဘာလဲဆိုတော့ Istanbul ကရှေ့ဟာ Wyndambo ကနောက်ကဟာတနည်းအားဖြင့် x, y ဆိုတဲ့အဲ့ဒီအတွဲလေးတွေက Istanbul ဒီ cos tanbo ကို ကိုးစားပြုတယ် Wyndambo ဒီ sin tanbo ကိုကိုးစားပြုတယ်လို့သိရမယ်เนาะဘယ်လိုကိုးစားပြုပြီးတော့ဘယ်လိုလဲဒီနေရာဒီဆက်ဆက်ချင်း angle 0 degree ်ဆရာမရှင်းပြဘူးတယ်အပေါ်ကနေပတ်ရင်ဟိုနေရာရှင်းပြခဲ့တယ်အပေါ်ကနေပတ်ရင်ဘာအန်ကယ်လဲဒီလိုနိုင်လက်တန်ဖြောင်းမြန်ပတ်တာဘာအန်ကယ်လဲအန်ကယ်ကဘာအန်ကယ်လဲ positive angle เนาะအဲ့တော့0 degree ကနေ 0ဒီဂရီကနေဒီနေရာကိုရောက်သွားပြီ pi over 2ဒါမနစ်ဟိုတနည်းဟိုတရက်ကသင်ခဲ့တဲ့အချိန်ကဒီနေရာမှာ pi ဖြစ်သွားပြီဒီနေရာမှာဒီနေရာမှာဘာဖြစ်သွားမလဲဆိုတော့ဒီနေရာမှာဘာဖြစ်သွားမလဲအဲ့ဒါတွေမှတ်တွဲမှတ်ထားလို့တော့ပြောသေးတယ်ဟမ် pi pi ဟဲ့ဒါမင်းဒီမှာလေဒီအောက်ရောက်သွားပြီဆရာမဒီအောက်ရောက်သွားပြီဒီနားကဒီဂရီကဘယ်လောက်လဲ3 pi 3 by by 2 3 by over 2ဒီနေရာလေးရောက်သွားပြီဘလောက်ဖြစ်သွားမလဲပြန်ပြီ2 by 2 by ဖြစ်သွားမယ်အဲ့ဒါတွေအကုန်လုံး positive angle တွေเนาะအောက်ကပတ်မယ်ဆိုရင်အောက်ကပတ်မယ်ဆိုရင် cross white နိုင်လက်တန်အတက်လဲတာဖြစ်သွားတယ် negative angle တွေဖြစ်သွားတယ်ဒါဆိုရင်ဒီနေရာဘာ angle ဖြစ်မလဲ2 မိုင်းနဲ့ပိုင်မိုင်းနဲ့ပိုင်ပိုင်ကြည့်ဆိုอืมဒီနေရာရောမိုင်းနဲ့ပိုင်ဒီနေရာကမိုင်းနဲ့တူပိုင်ပိုင်ကြည့်ဒီအောက်ရောက်သွားပြီမိုင်းနဲ့တူပိုင်အင်းနော်ဒီလိုမျိုးတွေပြောတာအဲ့လိုတွေသိရမယ်ပေါ့နော် ဲ့တော့ sonaran sign နဲ့ cos နဲ့အတွဲဆိုတဲ့ဟာဘာပြောတာလဲနော်ဘာပြောတာလဲဒီမှာကြည့် sign 90 degree မျက်လုံးက sign 90 degree positive angle 90 degree အပေါ်ကိုပတ်မှာဒီနေရာ sign 90 degree ဆိုတော့ဒီနေရာကိုကြည့်မှာဒီနေရာကိုကြည့်မှာအဲ့တော့ကြည့်ရိုက်တော့0,1 sign ဒီ y တန်ဖို့ယူမယ်ဆိုတော့1အဲ့ဒါကြောင့် sign 90 degree equal to 1 ြီးတယ်လားနောက်တစ်ခုထပ်ပြောမယ် cos 180 degree cos pi cos pi အဲ့ဒါဆိုမျက်လုံးကဒီနေရာကိုကြည့်မှာ cos tan bo ဒီ h tan bo ကိုကြည့်မှာ negative 1ရလား sin 2 pi sin 2 pi ဆိုတာ0 degree ကိုပြောတာ ਨੇ အတူတူပဲအဲ့တော့ဒီနေရာအဲ့ဒီ sin tan bo မလို့ y ကိုကြည့်မယ် y tan bo အဲ့မှာမရှိဘူး၃ညနော် ဘာလို့တွေကြည့်ပြီးတော့ရေးတာလဲဘာတန်ဖိုးတွေလဲဆိုတာအဲ့ဒါအဲ့ဒါမေးလိုက်ရင်တက်ကနေတက်ကနေဖြစ်နေလေအကောင်းဆုံးပဲဒီအခန်းအတွက်မှမဟုတ်ဘူးအရှိမတွက်ခဲ့တဲ့အခန်းနေ chapter 1အခန်းနော် chapter 6အခန်းနောက်ထပ်နောက်ထပ်နောက်ပိုင်းမှာလာမယ့်အပိုင်းတွေ calculus အပိုင်းတွေမှာအစ calculator ကြီးတတောက်တောက်နဲ့ဖွင့်ပြီးနှိပ်နေမယ့်အချိန်အစားဒီ unit circle ရဲ့ angle လေးတွေတည်တယ်လွတ်ရတယ် special angle angle လေးတွေလွတ်ရတယ်ဆိုရင်မြန်မြန်ဆက်ဆက်နဲ့ပြီးသွားတယ်ရသင့်တယ် နော်ရကိုရတဲ့နဲ့အဲ့ဒါတွေကလေကဲအဲ့တော့အပေါ်ကအန်ဂယ်ရှိတယ်အောက်က trigo function ရှိတယ်နော်အပေါ်မှာအန်ဂယ်အောက်မှာ trigo function ပြောထားတယ်အပေါ်အန်ဂယ်ဆိုတာဘာကိုပြောတာလဲဒီဈေးအားမှာဒါတွေကိုပြောတာဒါတွေအန်ဂယ်အောက်က trigo function ဆိုတာကဒီမှာ sin နဲ့ cos နဲ့နှစ်ခုဆီမှာ special တွေပဲရေးထားတာ special ဆိုတော့ special မဟုတ်တာတွေကဘာတွေလဲဒီ sin cos က main ပဲကျန်တာတွေကဘာအန်ဂယ်ဘာအရေးရှိသေးလဲ sin ရယ် cos ရယ် tangent ိုတန်းကျန်စီကတ်ကိုစီကတ်တန်းကျန်ဆိုရင် sin cos ကိုရှိရင်ဘယ်လိုရလဲတန်းကျန်ကိုမှာ sin cos ရှိရင်တန်းကျန်ဘယ်လိုတွတ်မလဲတန်းကျန် equal to 4/sin တမီပြောင်းမြိုင် sin by cos ကိုတန်းကျန်ကတမီအဲ့ဒါမရလို့မရအောင်နော်မရရင်တမီအဲ့ဒီအခန်းကဘာမှမဟုတ်ဘူးလွယ်လွယ်လေးကိုတမီမရအောင်ဖြစ်သွားလိမ့်မယ်နော်ဒါရင်ဒါရင်နည်းနည်းတော့ လိုက်တော့မှတ်မှတ်ပြီးတော့လုံမရမယ်နော်အဲโอเคဆရာမဆရာမသမီးကိုနားလဲအောင်ရှင်းပြပေးလိုက်တာသင်ပေးလိုက်တာပဲရှိတာဂိုက်တယောက်လိုမျိုးဆရာမသမီးကိုကြက်ပေးတာတွေနော်အချိန်ယူပြီးတော့ဟိုလှုပ်ပေးတာတွေမရှိဘူးမလှုပ်ပေးနိုင်တာမဟုတ်ဘူးလှုပ်မယ်ဆိုရင်သမီးစာရှေ့ရောက်မှာမဟုတ်ဘူးတိလားတနေ့ကို slide တစ်ခုကိုပဲကဲဆရာမပြောလိုက်ပြီသမီးရေကြက်ဟေးရပြီလားဆိုဟေးတိလား ဲ့တော့တမိပေးထားရတဲ့ပေးထားရတဲ့ပညာသင်ဇယိတ်ပေးထားရတဲ့ဆရာမစီကိုပေးထားရတဲ့ဟာနဲ့အချိန်ကုန်တာနဲ့အလကားဖြစ်သွားမှာသိလားဆရာမကဂိုင်းမဟုတ်ဘူးတမိရဲ့ဆရာမကတမိရဲ့ဂိုင်းမဟုတ်ဘူးဆရာမကဘာသာရက်တင်ဆရာမတင်ပေးတာတမိကိုနားလည်အောင်တင်ပေးလိုက်တာနားလည်အောင် ရှင်းပြပေးလိုက်တာအစအဆုံးတမိဒီဟာကိုចောင်းဝចောင်းဝတင်တာတင်တာတပိုင်း နော်တခြားမှာသင်တာရှိရင်သင်တဲ့သူကတပိုင်းဒါပေမဲ့အဲ့ဒါအဲ့ဒါတွေနဲ့မဆိုင်မင်းနဲ့ဆရာမတီးတဲ့ပြန်သင်ပေးတာလုတ်ပေးတာအစာအဆုံးလုတ်ပေးတာတောင်းယူပေးတာသမီးအနေနဲ့ကဒါကိုပြန်ကြက်မှရမှာပြန်လုံမှရမှာမဟုတ်ဘူးဆရာမရေသမီးကိုဂိုက်လိုမျိုးသဘောထားပြီးတော့ဂိုက်လိုလည်းတွဲပြီးတော့သင်ပေးပါဆိုရင်တော့သေးကြတယ်စာရှိရမှာမဟုတ်ဘူးဂိုက်တွေကစာရှင်းလားသမီးအဲမယူထားဘူးလေ မုံစင်မပြပြတာဂိုက်တွေရဲ့သဘောတရားစာရှင်းလာလို့ไก่ก็ซาไม่ชินเนาะซาไม่ชินไก่ก็ไก่ก็ซาไม่ชินเจ้าหน้าโหเนาะหน้าเหลี่ยงแล้วไม่เปียวอูเจ้าหน้าโหหน้าเหลี่ยงเสียอ่ะเปียวไล่ได้หาวกูไก่ก็เป็ดเมี้ยบีดาเป็ดเมี้ยบีดาปินซาแจ็ดแต่อ๋องไก่ก็ไม่แจ็ดแต่ปูส่วนใจแจ็ดแต่อ๋องกูแจ็ดไปดาမျိုးลุบไปดาเนาะเออตะมีตะมีซาเป็ดไม่จิ๋นอเซ็งไม่เปียวอูโซ่แต่เจ้าของเสียมาเปียวๆดาเนาะดีล่ะเสียมาเนี่ยตินโลตะมี ဆီယမနဲ့တင်လို့သမီးဟိုစာရသွားလိမ့်မယ်လို့မထင်နဲ့သမီးပါသမီးစာရမှရမှာเนาะចောင်းသားဆိုတာကကိုကိုတိုင်စူးစမ်းမှပဲရတာဆီယမနဲ့တင်လိုက်တဲ့တချို့ကလေးတွေကညံတအားကောင်းတယ် bright တအားဖြစ်တယ်သူတို့ကစာတင်တဲ့အချိန်မှာအရန်ကိုမှအာယုံစူးစမ်းမှု concentration အရန်ကောင်းတယ်ပြီးရင်အခြေခံသူတို့မှပါလာတာလည်းရှိတယ်အဲ့ခါကျတော့ဆီယမကတစ်ခေါက်ရှင်းလိုက်တာနဲ့သူတို့ကုံအုံနောက်ထဲမှာစွဲသွားတယ်မှတ်မိသွားတဲ့ကလေးမျိုးရှိတယ်အဲ့ကလေးမျိုးကစာပြန်မကြည့်တာအောင်းတယ်ဒီလား လိုက်တွက်နေရင်လေစာလိုက်တွက်နေရင်အောင်တယ်စာပြန်မကြည့်ဘူးဆိုတာကစာကိုဟိုတခါတော့လိုက်တွက်မယ်ကွာတခါတော့လိုက်တွက်မယ်ဆရာမနဲ့တူတူသင်တဲ့အချိန်မှာလိုက်တွက်မယ်အဲဆရာမနဲ့တူတူသင်လိုက်တဲ့အချိန်မှာနားထောင်နေရုံနဲ့တို့အခုခဏနေတို့ကိုမေးလိုက်ရင်တို့ရသွားပြီဒီလို unit circle ဆိုတာမျိုးကိုတို့ကအေးဆေးပဲနော်အေးဆေးပဲဆရာမနဲ့အပြိုင်တို့ကလိုက်ပြောတာအဲအဲ့လိုကလေးမျိုးလည်းရှိတယ်ပေါ့နော်မရဘူးတမီးကတမီးကမရဘူးတမီးကြီးမအောင်ရမှာပြန်ကြည့်ရမှာရမှာပြန်ကြည့်တာဒီချိန်နဲ့တော့မရအောင်တမီးသိလား နော် okay အဲ့တော့ sign ဘာကြောင့်လဲဆိုတော့ဆရာမဒီမှာသမီးကိုဒီမနေ့ကပဲဖြည့်ခဲ့တယ် chapter 6ကို unit circle equation ပြန်မေးလိုက်တာကို unit circle နဲ့ပတ်သက်ပြီး equation မေးတာမဟုတ်ဘူး unit circle နဲ့ပတ်သက်ပြီးတော့ဒီ center အမှတ်ရယ် radius အမှတ်ရယ်ပြန်မေးတာကိုပဲသမီးမသိတော့ဒါဆရာမဆရာမရဲ့ slide ထဲမှာပါတယ်နော်သမီးပြန်ကြည့်ကြည့်ဆရာမရဲ့ slide ထဲမှာ unit circle အကြောင်းရှင်းခဲ့တဲ့ slide ထဲမှာပါတယ်အာသမီးစာကြည့်အမ်မေးကြည့်လိုက်ပါဦးမယ်ဒါလက်စားတယ် unit circle equation ိုရေးပါဆိုရင်သမီးဘယ်လိုဖြေမလဲ a² + y² + r² a² + y² + equal to equal to r² equal to r² ဘယ်လို plus ဖြစ်သွားသမီး plus နဲ့ equal to နဲ့ပူရေးလို့လားအဲ့အဲ့လိုဖြစ်ရမှာတမီးက a+ လို့ဆိုနေ။တမီးနှစ်ခါဆိုနေ။ နော် a² y² r² center က 0, 0 radius က1ဆိုတော့ထည့်လိုက်တာနော်အဲ့တော့ center နဲ့ radius နဲ့တိလို့ရှိရင် circle equation ကရေးလို့ရသွားပြီဆိုတော့အဲ့ဒါကိုဆရာမဆနာမေးတော့တမီ center ဘယ်မှာရှိလဲဆိုတော့မပြောနိုင်ဘူး h, k တဲ့ဒီလားအဲ unit circle ဆိုတဲ့အကြောင်းအရအကြောင်းတရားအကြောင်းတရားကြီးကို unit circle ဆိုတဲ့ concept ကိုတမိခေါင်းထဲမှာဘာမှမရှိတော့ဘူးဆိုတဲ့ပုံစံပဲတမိဖြေလိုက်တဲ့အဖြေရเนาะ ဲ့တော့ဘာဖြစ်လဲဆိုရင်မတင်ထားတဲ့အတိုင်းပဲပေါ့ဆရာမကမတင်ထားတဲ့အတိုင်းပဲသမီးဖြေချပလိုက်တယ်ဟုတ်တော့နော်မိသွားတာလားဆိုတော့မိသွားရအောင်ကမနေ့တနေ့မှပြီးခဲ့တဲ့အခန်းမနေ့တနေ့မှပြီးခဲ့တဲ့အခန်းမနေ့ရပဲသမီးကျူလို့ရဖြေသွားတာဆရာမမနေ့ရပဲသမီးကိုကျူလို့ရဆစ်လိုက်တာအဲ့တော့မနေ့ကကျူလို့ရဆစ်ဆယ်စစ်တာမို့လို့သမီးကဒီဆောင်ဝဲဖြေဖို့အတွက်ကိုစာကြည့်ထားပြီးစာကြည့်ထားထားတာပုံနွေးနွေးကိုကြည့်ထားတာဒါ ုံမလွဲ့လွဲ့ကြည့်ထားတာတော့အခုဒီမှာဒါကိုမသိဘူးမေးတဲ့အချိန်မှာမဖြေနိုင်ဘူးဆိုတာမဟုတ်သေးဘူးလို့ပြောချင်တာနော်ပြီးတော့ဒီ counter clock wise တွေ clock wise တွေမနေ့တုန်းကဟိုတနေ့ကအချိန်ရပါတော့တနေ့ကအချိန်ရဆရာမအဲတနေ့ကနေနေရလားနော်အချိန်ရဆရာမသင်ခဲ့တယ် counter clock wise clock wise တွေသင်ခဲ့တယ်နိုင်လက်တန်အတက်လဲတာ angle ဒီ positive angle နိုင်လက်တန်ပြောင်းမြန်လဲတာနိုင်လက်တန်အတက်လဲရင် angle ဒီ negative angle နိုင်လက်တန်အတက်လဲတဲ့ counter clock wise angle ဒီ ပေါ့စတစ်အန်ဂယ်ဗျောင်းမြန်ဖြစ်သွားနိုင်လက်တန်နဲ့ဗျောင်းမြန်နိုင်လက်တန်ဗျောင်းမြန်လဲတယ်ဆိုရင်ဆီယမတို့ကပေါ့စတစ်အန်ဂယ်အနေနဲ့ယူယူဆတယ်နိုင်လက်တန်နဲ့အတက်လဲတယ်လို့ဆိုလို့ရှိရင် negative အန်ဂယ်နဲ့ယူဆတယ်အောက်ကပတ်တယ်အပေါ်ကပတ်တယ်အဲဒီလိုလဲပြောခဲ့တယ်နော်အခုမေးတဲ့ခါကျတော့သမီးမပြောနိုင်မြန်အဲ positive angle negative angle ကိုမပြောနိုင်မြန်နော်စာပြန်ကြည့်မှရမယ်သမီးအဲ့တော့ angle sin cos အချိုဒီမှာရေးမယ်ဒီမှာလိုက်ပြီးတော့တန်ဖိုးတွေလိုက်မှတ်မယ် ဆရာမပြောမယ်လိုက်ကြည့်ရအောင်နော်0 degree ဒါလည်းဆရာမပြောပြီးသားနော် special angle ကြီး0 degree 0 degree ကတော့တမိရှင်းတယ်0 degree 0 degree ကတမိရှင်းတယ်ရှင်းတယ်ဘယ်လိုရှင်းလဲဆိုတော့0 degree အတွက်က0 degree အတွက်ကသမီးကဘယ်လိုမှတ်ထားလဲဆိုတော့0 degree ရဲ့เนาะဒီမှာခဏ0 degree 0 degree ရယ် pi over 2ရယ်စမ်းတာတော့က pi ရယ်3 pi over 2ရယ်2 pi အဲအဲ့ဒီ angle ဘယ်နှခုလဲဆိုတော့1 2 3 4 5ခုအဲ့ဒါတွေကသမီး unit circle ကနေရေးမှာနော်အဲစမ်းတာရှင်းပြထားတာ unit circle ကနေရေးမှာကဲအဲ့တော့ကဲပြီးတော့0 degree sin တန်ဖိုးဘယ်လောက်ဖြစ်မလဲ စိုင်းတန်ဖို့0 cos က1 1เนาะတခါတည်း sin of cos ကိုပြောလိုက်ကြည့်မယ်90 degree sin တန်ဖို့1 1 cos တန်ဖို့0 180က sin တန်ဖို့က0 cos တန်ဖို့က -1 3/2 sin tan mu wa minus 1 cos ka cos ka 0 2 pi sin ka 0 cos ka 1ဟုတ်ပြီအဲရသွားပြီဒီတဲ့ဒီတဲ့ကြားတဲ့က30 45 60 special angle တွေဟိုနေရာတစ်ခါဆရာမဆွဲပြတယ်လုတ်ပြတယ်ပိုင်းကြီးမှာဘာတူတွေရှိလဲ2ရှိဟုတ်ပြီเนาะ2တွေရှိတယ် ပိုင်းဝေးမှာရေးပြီးဆိုင်းရဆာရေးတာမို့လို့ဆိုင်းရနေပဲစရမယ်1 2 3ပြောင်းပြန်3 2 1 root တွေလိုက်ထည့်မယ် root 1က1ပဲဆိုတော့ထည့်မနေတော့ဘူးอืมအဲ့မှာဘာတူလဲဆိုတော့ sin နဲ့ cos နဲ့ဘယ် angle တူလဲ45 degree အဲ45 degree မှာတူတယ် ်ဆိုင်းငိုတီဗီကော့စ်နဲ့စားတဲ့တန်းကျန်45ဒီဂရီဘလောက်ဖြစ်သွားမလဲ။တမီပိုင်းဝင်နဲ့ပိုင်းကျင်နဲ့တူရင်အဖြေဘယ်လိုရတာလဲ။2 over 2ဆိုဘယ်လိုရလဲ။အေးအခု sin နဲ့ cos နဲ့တန်ဖိုးတူတော့တမီဘယ်လိုဖြစ်လို့တူရမှာ1ရမှာပေါ့ဟုတ်อืมနော် ဒီ special angle နဲ့ unit circle ကိုပိုင်နာမှဒီအခန်းလဲအဆင်ပြေမယ်နော်အဲ့ဒါကြောင့်ဒါတွေကိုဆရာမပြန်ထည့်ထားတာနော်အခေါက်တိုင်းပြောနေဆိုတာအချိန်ဖြုံးတာမဟုတ်ဘူးရအောင်ပြောတာပေါ့နော်အဲ့တော့